ဟုတ်ကဲ့မင်္ဂလာပေါင်းနဲ့ပြည်ဆောင်ကြပါစီခင်ဗျာကိုစိုက်နှပါဆွေလန်းချမ်းမြေ့ကြပါစီလို့ကျွန်တော်ဆုတောင်းမေတ္တာလေးပို့တာပေးပါတယ်စက်ကူညှို့နေတဲ့ဟာလေးဆိုရင်ကျွန်တော်တို့ကအဲမိတုတ်ကွိုင်းလောင်ကျွမ်းသွားပြီပေါ့နော်ဒါကိုကျွန်တော်တို့ကပြန်လဲပြီးတော့အပြုတ်ပြည့်ပြီးတော့ပတ်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီသူ့ရဲ့နိုင်ပလိတ်မှာကြီးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ440အဝင်900ထွင်မယ်440ဝင်ပြီးတော့ကျွန်တော်900ဖို့ထွင်လာမယ်440ဝင်ပြီးလို့ဆိုရင်900ဖို့ထွင်လာမှာဖြစ်ပါတယ် သူရဲ့ nameplate မှာဆိုရင်ကျွန်တော်တို့က 5kva ပေါ့နော်ကျွန်တော်တို့ဒါနော်ပမာလေးရဲ့ဒါပရမတ်တထုပ်ကောင်းနေတယ်ပေါ့နော်ဒုတိယတထုပ်လည်းကောင်းနေတာကိုတွေ့ရတယ်ဒီထုပ်ကကြတော့ကျွန်တော်မကောင်းဘူးဖြစ်နေတယ်ပေါ့နော်စိတ်ကူလေးမှာကြိုးလိုက်ကြီးလိုက်လို့ဆိုရင်ကျွန်တော်ညိုပြီးတော့လောင်ကျွမ်းထားတဲ့အနေထားလေးပေါ့ဗျာဒီစိတ်ကူအပန့်လေးကိုကျွန်တော်တို့ကပတ်ထားတဲ့ဟာလေးကိုခွာကြည့်လိုက်မယ်ဆိုရင်အတွင်းမှာ꽌လေးမဲညူပြီးတော့ကျွန်တော်တို့လောင်ကျွမ်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကြတော့ကျွန်တော်တို့ရေဝင်ပြီးတော့အဲကျွန်တော်တို့ဒီစားငတ်ရေတွေဝင်ပြီးလို့ရှိရင်ဆော့ဖစ်သွားတဲ့အနေထားပေါ့ခင်ဗျာနော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့ဒီစက်ကူကာထားတဲ့ကာပါလေးကိုကျွန်တော်တို့ကခွာကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့မူလီလေးလုံးကိုလည်းကျွန်တော်တို့ဖြောက်ရမှာပေါ့နော်ဒါကတော့လောင်ချမ်းသွားတဲ့ coin ကလေးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အထက်ကို plastic တွေအပူဖြစ်ပြီးတော့ကျွန်တော်တို့ကဒီ coin နဲ့လာပြီးတော့ကတ်နေတာပေါ့နော် အဲ့ဒါလေးတွေကိုကျွန်တော်တို့ကအကုန်လုံးပြန်လဲဖြုတ်ပြီးလို့ရှိရင်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီမိထုတ်ကွင်ကိုပတ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာထက်ထားတဲ့ဒီကိုပြားတန်ပြားလေးတွေပေါ့နော်ကျွန်တော်တို့ကဤပုံစံနဲ့အိုင်ပုံစံလေးကိုကျွန်တော်တို့ကအကုန်လုံးကိုခွာထုတ်ရမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာရှိတဲ့မူလီပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကိုဖြုတ်ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဖြုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြန်တွေ့မယ်ပေါ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ အတွင်းကြားထဲမှာခံထားတဲ့ကျွန်တော်တို့ဒီစက်ကူပြားလေးတွေအဲဖြုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့အဲကိုပြားပေါ့နော်ကျွန်တော်တို့အစွမ်းအားပြတဲ့ဒီတန်လိုက်စက်ကွေးဖျက်အောင်ပြုလုပ်တဲ့ဒီကျွန်တော်တို့မိတ်ထုတ်ကွန်ရဲ့ဒီတန်ပြားလေးတွေကိုကျွန်တော်ကခွာထုတ်ရမှာဖြစ်ပါတယ်။အဲသူရဲ့ original မှာကျတော့ i တန်ပြားနှစ်ခု e ပုံတရံတန်ပြားနှစ်ခုဆိုပြီးတော့သူကနှစ်ခုစီနှစ်ခုစီ ထည့်ထားတယ်အလယ်မှာကြတော့တချို့ဟာလေးတွေကသုံးပြလေးပြထည့်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်လဲပြီးတော့ရှင်တဲ့အခါမှာကြတော့ကျွန်တော်ကနေပြီးတော့ဒီဟာလေးတွေကိုဟာငါးပြားငါးပြားစီကျွန်တော်ပြန်ထည့်လိုက်တယ်ပေါ့နော်နှစ်ပြားစီနှစ်ပြားစီထည့်နေမယ်ဆိုတော့ကျွန်တော်ကချိန်အနိုင်ငယ်ကြာတယ်ပေါ့နော်ကျွန်တော်တို့ဒီတချို့ဒီအာကျွန်တော်တို့ဗက်ဂျီအားတွင်းတဲ့ဟာတွေကိုလည်းကျွန်တော်ကပြန်လဲပြီးတော့ပတ်တဲ့အခါမှာကျွန်တော်ကငါးပြားစီပဲထည့်ပါတယ်ခင်ဗျာနော်အတူနဲ့တူတူချင်းမလဲတူမယ် တချို့ကလည်းတပြားချင်းစီထဲတယ်ပေါ့အပေါ်ကနေပြီးတော့ကျွန်တော်ဂျမ်းခံထားတဲ့ဒီဟာလေးတွေဖြုတ်လိုက်တဲ့အခါကျတော့ကျွန်တော်ကဒီတံပြားလေးတွေကိုကလောထုတ်ရတော့ပို့ပြီးတော့လွယ်ကူသွားစေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကပြန်လှည့်ပြီးတော့ဖြုတ်တဲ့အခါမှာဒီတိုင်း plate တူကိုကျွန်တော်တို့ကရိုက်ထုတ်လို့မရပါဘူးတပြားစီကိုကျွန်တော်တို့ဒီကတ်စီးနေတဲ့ကျွန်တော်တို့ဒီတံပြားတပြားနဲ့တပြားကတ်နေတဲ့ဟာလေးတွေကိုကျွန်တော်တို့က အာခွာထုတ်ပေးရမှာပေါ့နော်ပြီးွားလို့ရှိရင်ကျွန်တော်တို့ကဒီအလဲမြောင်းလေးတွေကိုလည်းကျွန်တော်တို့ကဆက်လိုက်ပြီးတော့အဲကန့်နေတဲ့အဟာလေးတွေကိုကျွန်တော်တို့ကကွာသွားအောင်ကျွန်တော်တို့တစ်ခါတလေရှင်းပေးရမှာဒီမှာကျတော့အဲအစာပိုင်း အပြားနှစ်ပြားသုံးပြားလောက်ကကျွန်တော်ကျွန်တော်တို့တော်တော်လေးအချိန်ပေးပြီးတော့အာတစ်ခုနဲ့တစ်ခုကန့်နေတဲ့ဟာကိုကျွန်တော်ကွာသွားအောင်ကျွန်တော်ခုလုပ်လိုက်ရတာဖြစ်ပါတယ်အဲ့တော့အိုင်ပုံတံဤပုံတံလေးကိုကျွန်တော်တို့က အကုန်လုံးကိုပြုတ်အောင်ဖြုံးလို့ပဲဒီတိုင်းရိုက်ကြည့်လို့ကတော့ကျွန်တော်တို့မထွက်ဘူးပေါ့နော်ဒါကျွန်တော်ကကန့်နေတဲ့ဟောင်းမခွာဘဲနဲ့ကျွန်တော်ကနမူနာနေနဲ့ကျွန်တော်ကရိုက်ထုတ်ပြကြည့်တယ်ပေါ့နော်ဒါမှဆိုရင်ကျွန်တော်တို့ကဒီဘက်အထိတ်ဖျားဟိုဘက်အထိတ်ဖျားလေးတွေကိုကျွန်တော်တို့ကကွာကွာပြီးလို့ဆိုရင်ဒီတဲကိုကျွန်တော်တို့အဲတံပြားလေးထိုးထည့်လိုက်တယ်ပေါ့နော်ဒါကျွန်တော်ကတံပြတ်တဲ့လော့အကြီးလေးကိုကျွန်တော်ဓာတ်လှုပ်ထားတယ်ပေါ့နော်အဲနောက်ပိုင်းမှာမှကျွန်တော်တို့ကဒီဒီကက်စီတဲ့တံပြားလေးနဲ့ကျွန်တော်ကတူတယ် ခွာပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရိုက်ထုတ်လိုက်လို့ရှိရင်ဒီကိုးပြားလေးမှာကျတော့ကျွန်တော်တို့ဒီသူကဟိုကွိုင်ကိုပတ်ပြီးတော့လေဆိုသူကဗန်းနေလောက်ထားတဲ့ပုံစံဓာန်လေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီတံပြားတပြားစီမှာကျွန်တော်တို့ဒီလောက်ထားတဲ့ဗန်းနေကော်လေးနေနဲ့ကတ်နေတာဖြစ်ပါတယ်ခင်ဗျာ မှာစောနာဗီဒီယိုပိုင်းမှာကျွန်တော်အမြန်သွားလိုက်ပြီးတော့ကျွန်တော်တို့ကဒီ coin လေးလေးကိုအဲကိုးပြားလေးတွေကိုကော်လုတ်ဖြုတ်ပြီးတဲ့ခါမှာကျွန်တော် coin တုံးနှစ်တုံးသုံးတုံးထွက်လာမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကမာကာလေးတွေမှတ်ထားပေးရမယ်ပေါ့နော်အဲကျွန်တော်တို့440အဝင်နဲ့ကျွန်တော်တို့900အထွက်ကိုပေါ့နော်ဒီတင်ဖုန်းထဲမှာမီးတွေတုံးတာကျွန်တော်ဒီဆို generator တွေမှာကျွန်တော်တို့အာဒိုင်နမိုအလုံးကြီးတွေကကျွန်တော်ဟိုဟာကျွန်တော်တို့ဒီ440 3 phase ဖြစ်ပါတယ်ခင်ဗျာနော်သူက မြွေထွယ်ကျိုးကိုမတုံးကြတာအများပါတယ်။เนาะအဲတော့ကျွန်တော်တို့ကဒီ220တို့ကျွန်တော်တို့200တို့3 phase တို့ single phase တို့လိုချင်လို့ရှိရင်သူကနေပြီးတော့ transformer လေးတွေကနေပြီးတော့ခံပြီးတော့ပြန်ထွက်ရတယ်ပေါ့နော်။ဒီမှာလည်းပဲသူကပဲ control panel ပုံမှန်တုံးပြမယ်တော့မတိတဲ့ဒီကျွန်တော်တို့ဒီ440ဝင်ပြီးလို့ရှိရင်203 phase 3 phase ပြန်ထွက်ထားတဲ့ transformer ကျွန်တော်တို့ဒီမိတ်ထုတ်လေးပဲဖြစ်တယ်ပေါ့။ဒါကကျတော့သင်္ဘောလေးထက်မှအတုပ်ပြတဲ့ကျွန်တော်တို့ မိတ်ထုတ်ပေါ့နော်ဒါဆိုရင်အခုဒီမှာကျွန်တော်တို့က440အဝင်ကိုကျွန်တော်တို့ကမာကာပေးထားမယ်အဲပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီ900အထွက်ကိုလည်းပဲကျွန်တော်တို့ကမှတ်ထားမယ်ပေါ့နော်အဲပြန်လဲပြီးတော့ဝင်တဲ့အခါမှာဒီကိုင်ကိုကျွန်တော်တို့ကပန်းလိုက်တဲ့အခါမှာသူ့ရဲ့ original coin ရဲ့ wire jewel size ကကြတော့ကျွန်တော်တို့ဒီ14 gate ပေါ့နော် wire jewel number 14အဲ့တော့ကျွန်တော်တို့ကဒီ wire jewel number 14မရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီ တချိန်ကကျွန်တော်တို့နဲ့လှုပ်ဖို့ခိုင်ပွင့်ဖြစ်တဲ့ဒီကျွန်တော်တို့ကိုကျော်မင်းလတ်တဝဲသားလေးသူကနေပြီးတော့ကျွန်တော်တို့ကိုသူကကြတော့ចောင်းမှာဒီပလိုမာဘွဲ့ရထားတဲ့သူဆိုတော့သူကဒီကိစ္စတွေနဲ့ပတ်သက်ပြီးသူလည်းပဲအဲတခြားတနေရာလက်လာလေ့လာပြီးလို့ဆိုရင်သူကအင်္ဂလိပ်စာဘာညာတရကနားလည်တဲ့ခါကျတော့အဲ့လိုမျိုးလေ့လာပြီးလို့ဆိုရင်ကျွန်တော်တို့ကိုပြန်လည်ပြီးတော့မျှဝေခဲတာဖြစ်ပါတယ်အဲသူကကြတော့ကျွန်တော်တို့ဒါရိုက်မလို့မျှဝေခေါ်သူကကြားခံတရားကိုမျှဝေပါအဒီ အတီးတရားဝင်တွေကိုကျွန်တော်တို့ကိုပြန်လည်ပြီးတော့မျှဝေခဲ့တာဖြစ်ပါတယ်။ဒါနဲ့သူ့ကိုကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနော်အတွေ့အကြုံလေးတွေမျှဝေပေးခဲ့တဲ့အတွက်အဲ့တော့ကျွန်တော်ကကွိုင်ပန်းတဲ့အခါမှာကျွန်တော်ကဒီဝါယာဂျိုးနံပါတ်14ဂိတ်မရှိတဲ့အတွက်ကျွန်တော်ကနေပြီးတော့အဲပေါင်းတို့မြောင်စာပညာတရကသူပြထားတဲ့အတိုင်းလေးကိုပြန်လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဝါယာဂျိုးမှာကျွန်တော်တို့18နှစ်ပင်ရတယ်အဲ့တော့ကျွန်တော်ကအင်ပီယာမတောက်မှာအင်ပီယာနဲ့တော့မှကြောင်းလို့ကျွန်တော်ကနေပြီးတော့ဝါယာဂျိုးကိုဆက်ခေါ်တပင်ရဲ့ကျွန်တော်တို့ဒီ16ခွဲတပင်နဲ့ ကျွန်တော်ဒီမှာ꽌ပတ်ထားတယ်ပေါ့နော်သူရဲ့ origin နဲ့ကျွန်တော်အစွမ်းတော့ပြောတူရကျွန်တော်16 gig ပေါ့အဲအဲ့လိုမျိုးတကယ်ကြီးကျွန်တော်တို့ဒီ16 gig တို့ဘာလို့အနေနဲ့ငယ်ခွဲတဲ့နည်းလေးဟိုဒီကျွန်တော်ကျွန်တော် DVD file ရဲ့အောက်မှာ comment လေးမှာကျွန်တော်ရေးပြီးတော့မေးထားပေါ့နော်ကျွန်တော်အဲကဲလို့လူဦးရေများလို့ဆိုရင်ကျွန်တော်ပြန်လဲပြီးတော့မျှဝေမယ်တူချင်းစုကိုမျှဝေလို့ရှိရင်ကျွန်တော်တို့ကအတူပဲတိမယ်ဆိုလို့အများနဲ့ကိုပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်အဲဒီမှာကျိုးမှကျွန်တော်က မကလေးမှတ်ထားလိုက်ပြီပေါ့နော်ဒီ क्वाय ကိုပန်းတဲ့ခါမှာ क्वाय ရဲ့အစအကျိုးကိုကျွန်တော်တို့ကစီမေး